ုမင်္ဂလာပါဟုတ်ကဲ့ဟုတ်ဒါမြတ်စွာဘုရားရဲ့သင်္ကန်းတော်လို့ကျွန်တော်ကြားတော့လေဟုတ်ဒါမြတ်စွာဘုရားသင်္ကန်းတော်ဆိုတာစစ်ကြောင်းဘယ်လိုလေးပြောပြမလဲမြတ်စွာဘုရားသင်္ကန်းတော်စစ်ကြောင်းဆိုတာကသူဒီရတဲ့အကြောင်းတော်မှာဒီမှာရသူလက်ထက်မှာရှယ်ရတဲ့အကြောင်းတော်မှာကသူတမိုင်းစဉ်တမိုင်းဆက်အကြောင်းအတိအကျရှိတယ်ပြီးတော့ဒီသင်္ကန်းတော်ကတ်လူရယ်ဆိုတဲ့အကြောင်းကိုလည်းပါဠိတော်မှာပါတာအကြောင်းအရာရှိဒီသင်္ကန်းတော်ကို နကုလပီတာနဲ့နကုလမာတာကနေမြတ်စွာဘုရားနဲ့ပထမဆုံးညီတွေ့တဲ့အချိန်မှာအိမ်ကိုဖိတ်ပြီးဆုတ်ကတ်တဲ့အချိန်မှာတွေ့ခဲ့တာအဲ့လိုတွေ့ခဲ့တယ်တွေ့ခဲ့ပြီးတော့မြတ်စွာဘုရားက28နှစ်နဲ့4လတည်တည်ဒီသင်္ကန်းတော်ကိုယုံခဲ့တယ်ဒီဗီဒီယိုဖိုင်ကို ရှင်းပြပေးပါအောင်လို့လျှောက်ထားကြတဲ့အတွက်ဥစဉ်ပြောပြပေးမလို့ပါနော်မြတ်စွာဘုရားဤသင်္ကန်းတော်ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုတော့မပြောတော့ပါဘူးအငင်းပွားကြမှာစိုးလို့နော် ွေတက်ကထဲရှိတဲ့အတိုင်းချပြပေးပါမယ်။ကိုဘသားကိုဝေဖန်သုံးသက်ကြည့်ကြပါ။မြတ်စွာဘုရားဤတင်ကန်းတော်သည်မြတ်စွာဘုရားဤအထွာတော်နဲ့ဆိုရင် အလျား၉ထွာအနံ၆ထွာရှိပါတယ်။မြတ်စွာဘုရားဤတထွာသည်ပါမန်ပုဂ္ဂိုလ်တယောက်ဤတထောင်ထွာရှိပါတယ်။ဒါဆိုရင်တင်ကန်းဟာတော်တော်ကြီးနေပါပြီနော်။ပြီးတော့မြတ်စွာဘုရားကတင်ကန်းကိုအယောင်၇မျိုးတတ်မှတ်ခဲ့ပါတယ်။ သင်္ကန်းအယောင်9မျိုးကဘာတွေလဲဆိုရင်1အညိုရောင်နည်း၍အဝါရောင်များသောသင်္ကန်း2အနဲ့ရောင်နည်း၍အဝါရောင်များသောသင်္ကန်း3အနီရောင်နည်း၍အဝါရောင်များသောသင်္ကန်း4အညိုရောင်နည်း၍အနီရောင်များသောသင်္ကန်း5အနဲ့ရောင်နည်း၍အနီရောင်များသောသင်္ကန်း6အဝါရောင်တစ်ဝက် အနီရောင်တစ်ဝက် ရှိသောသင်္ကန်း9ပိန်းနေဆိုးရည်ဖြင့် ဘဝယုံတသက်ဆိုထားသောသင်္ကန်းတို့ဖြစ်ပါတယ်။ဖော်ပြပါအင်္ဂါရက်တွေနဲ့တိုက်ကြည့်လိုက်လို့လုံလုံညီညွတ်နေတဲ့သို့မဟုတ်အထိုက်လျောက်ညီညွတ်နေတယ်ဆိုရင်ဖျားရှင်ဤသင်္ကန်းတော်လို့သတ်မှတ်ရမှာ ဖြစ်ပါတယ်။လုံးဝမညီညွတ်ဘူးဆိုရင်တော့ဖျားရှင်ဤသင်္ကန်းတော်မဟုတ်ဘူးလို့သတ်မှတ်ရမှာပဲဖြစ်ပါတယ်။ဒီမေခွန်လေးရဲ့လူရင်းအတိတ်ပဲကကာယကံမြောက်အဖဖြစ်သူကိုစော်ကားဖို့ရည်ရွယ်ဖူးပါတယ်။ ပြန်ပြီးတောင်းပန်ရင်အပြစ်ကင်းနိုင်ပါသလားလို့မေးလို့တဲ့အထိပယ်ဖြစ်ပါတယ်။အဇာတတမင်းမြတ်စွာဘုရားထံရောက်တဲ့အခါမှာဘုန်းတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားဖရာတပည့်တော်သည်အဖတ်တမိတဲ့ကံကြောင့်တောကဖီစီးနေပါတယ်။ထိုအပြစ်တို့ကိုတီးခံခွင့်လွှတ်တော်မူပါဟုမြတ်စွာဘုရားထံရှောက်ထားတောင်းပန်ပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကမင်းတရာအမားကို အမှားမှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာ နောက်တစ်ချိန်ကြီးပွားခြင်း၏အကြောင်းဖြစ်တယ်လို့ဟောကြားတော်မူပါသည်အခုလဲမန့်ပိုင်ရှင်ကမိမိရဲ့အမားကိုအမှန်မှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်း၏အကြောင်းဖြစ်တယ်လို့မိမိကကာယကံမြောက်စော်ကားမှုရည်ရတာမှန်တော်လဲပဲတကယ်စော်ကားမိခြင်းမရှိသည့်အတွက်ကံမမြောက်နိုင်တာကြောင့်ပြန်ပြီးဝန်ချတောင်းပန်မယ်ဆိုရင် ထိုအပြစ်ကလွတ်ကင်းနိုင်ပါတယ်အရှင်ဖေယမနဲ့ဖူကဘာကွာပါလဲဖေယျ ဖွဉံရရန်ဘယ်လိုလုပ်ရပါမလဲဖုရားမသိလို့ရှင်းပြပေးတော်မူပါဖုရားတဲ့မတ်ဆိုတာကဝိပဿနာတရားအားထုတ်လို့ဝိပဿနာဉာဏ်အစင်းမြင့်လာတဲ့အခါမှာထိုဝိပဿနာဉာဏ်ဤစွာအားဖြင့်နိဗ္ဗာန်ကိုမြင်ပြီးဣလိပါတရားတို့ကိုပယ်တတ်နိုင်တဲ့တရားဟုပဲမှတ်လို့ခေါ်တာပါ ဖိုဆိုတာကတော့ ထိုမဉဏ်ဤထုတ်လုပ်လိုက်တဲ့အကျိုးတရားကိုဆိုလိုတာပါဖွဉဏ်ရရန်ဘယ်လိုလုပ်ရမလဲဆိုတော့ဖွဉဏ်သည်မဉဏ်ဤအကြောင်းတရားကြောင့်ရရှိလာတာဖြစ်သောကြောင့်မဉဏ်သည်လည်းပဲဝိပဿနာဤအကြောင်းတရားကြောင့်ရရှိလာတာဖြစ်သည့်အတွက်ဖွဉဏ်ရရန်ဝိပဿနာအလုပ်ကိုပဲလုပ်ရမှာဖြစ်ပါတယ်နတ်တူကြီးကစိတ်အယမ်းဆိုရင်တေတက်တယ်လို့ကြားဘူးပါတယ်မြတ်စွာဘုရားကိုအကြိမ်ကြိမ်တိုက်ခိုက်တာ ဒေါသမပါလို့နဲ့ရွာမဆန်တာလားတဲ့ဒေါသဖြစ်လို့နှစ်သက်ကြွတယ်ဆိုတာကနှစ်တိုင်းမဟုတ်ဘူးเนาะမနောဘဒောတိကဆိုတဲ့နှစ်တမျိုးဖြစ်ပါတယ်မနောဒေါသစိတ်ကြောင့်ဘဒောတိကပျက်စီးသောနှစ်လို့အဓိပ္ပာယ်ရပါတယ်အဆိုပါမနောဘဒောတိကဆိုတဲ့နှစ်ဟာရုပ်အမတန်နုညံ့တာကြောင့်ဒေါသဖြစ်သည်ဆိုရင်ဒေါသဤဥလောင်ကြမ်းတမ်းတဲ့ဒဏ်ကိုမခံနိုင်တာကြောင့်နှစ်သက်ကြွရပါတယ် မြက်စွာဘုရားကိုတိုက်ခိုက်တဲ့မာနတ်လိုနတ်မျိုးတွေဟာဒေါသဖြစ်ရင်နတ်သက်ကြွေတဲ့မနောပတော်တိကနတ်မျိုးမဟုတ်ပါဘူးနော်ဥစဉ်တရားအာမထုတ်ဖဲဗီဒီယိုဖိုင်တွေကြည့်နေတယ်ဒီလိုဗီဒီယိုတွေကြည့်နေရင်တောင် အခြားမကောင်းတဲ့အရာတွေ ကြည့်မယ်လို့ပြောမရဘူးတဲ့သူတော်ကောင်းတယောက်ဟာလူတယောက်ကို ကြည့်တဲ့အခါမှာငါလိုပဲ သူတော်ကောင်းဖြစ်မှာပဲဆိုတဲ့အမြင်မျိုးနဲ့ကြည်ပါတယ်။သူယုံမာတယောက်ဟာလူတယောက်ကိုကြည်တဲ့အခါမှာငါလိုပဲသူယုံမာဖြစ်မှာပဲဆိုတဲ့အမြင်မျိုးနဲ့ကြည်ပါတယ်။ဒါကတော့ဥစဉ်ကိုဘယ်လိုအမြင်မျိုးနဲ့ကြည်မှာလဲ။ဟွန်းသူတော်ကောင်းအမြင်နဲ့ကြည်နိုင်ပါစေလို့ဆုတောင်းပါတယ်နော်။ဥစဉ်ဖေရဥစဉ်ကိုချစ်တယ်လို့ပြောရင် ဘာဖြစ်တက်လဲဖေဟာတဲ့ဝဇီကံအကုသို့ဖြစ်တာပေါ့နော်ယဟန်းဆိုတာကလေချစ်စရာမဟုတ်ပါဘူးကြည်ညိုစရာပါ ကြည်ညိုစရာဆိုတဲ့နေရာမှာလဲပဲသီလတမာတိပညာဆိုတဲ့တိခါ၃ပါးကိုပြောတာပါကြည်ညိုသိတဲ့အရာကိုမကြည်ညိုဘဲနဲ့အပေါ်ယံရုပ်ပိုင်းဆိုင်ရာကိုကြည့်ပြီးချစ်နေမယ်ဆိုရင် ပူလောင်ယုံက လွယ်ပြီးဘာကောင်းကျိုးမှဖြစ်လာမှာမဟုတ်ပါဘူး ဖုံဖုံဖရမိဘကျေးဇူးကိုဘယ်လိုနည်းနဲ့အကုန်ကျေအောင်ဆက်နိုင်ပါသလဲဖရတဲ့လောကုတ္တရာနည်းနဲ့အကုန်ကျေအောင်ဆက်နိုင်ပါတယ်လောကုတ္တရာနည်းနဲ့ဘယ်လိုအကုန်ကျေအောင်ဆက်ရမလဲဆိုရင်မာတုပောတကတုတ်တံမှာမိဘကျေးဇူးကိုကျေအောင်ဆက်တဲ့နည်းလေးနည်းကိုမြတ်စွာဘုရားဟောခဲ့ပါတယ်အဲ့ဒီလေးနည်းကဘာတွေလဲဆိုရင်၁အတ္တတေတ္တတာတမ္ပရာယတမ္မာတပိတိ၂ ဗဒာတရားမရှိတဲ့မိဘနှစ်ပါးကိုဗဒာတရားရှိလာအောင်လုပ်ပေးခြင်း။နှစ်ဒုတ်တိလေသီလတံပရာယသမာဓပေတိနိဝေတေတိပရိဋ္ဌပေတိ။သီလမစောင့်ခြင်းတဲ့မိဘနှစ်ပါးကိုသီလစောင့်ခြင်းလာအောင်လုပ်ပေးခြင်း။၃။မေစရိယစာကတံပရာယသမာဓပေတိ။နှမျောတွန့်တိုတတ်တဲ့မိဘနှစ်ပါးကိုပေးကမ်းလှူဒန်းခြင်းလာအောင်လုပ်ပေးခြင်း။၄။ဒုတ်ပညေပညာတံပရာယသမာဓပေတိနိဝေတေတိပရိဋ္ဌပေတိ။ ဝိပဿနာပညာမရှိတဲ့မိဘနှစ်ပါးကိုဝိပဿနာပညာရှိလာအောင်လုပ်ပေးခြင်းဤလေးနည်းနဲ့ကျေးဇူးဆက်မယ်ဆိုရင်မိဘကျေးဇူးအကုန်ကျေးနိုင်ပါတယ်ဒီမေခွန်းရဲ့လူရင်းအတိတ်ပဲကဒိန်းစောတဲ့လူတွေဟာဒေါသနဲ့တတ်မိရင်ငရဲကြနိုင်ပါသလားလို့မေးလို့တဲ့အတိတ်ပဲဖြစ်ပါတယ်တတ္တဝါတွေကိုတတ်ဖြတ်တဲ့အခါမှာတတ္တဝါဖြစ်ခြင်းတတ္တဝါဟူသောအမှတ်ရှိခြင်းသိသိလို့သောစိတ်ရှိခြင်းသိရန်လုံးလပြုခြင်း ထိုလုံလားကြောင့်တိတ်ဆုံးခြင်းဆိုတဲ့အင်္ဂါ၅ချက်နဲ့ညီမတာပါဏာတိပါဒကံမြောက်တာဖြစ်တဲ့အတွက်ငရဲကြနိုင်ပါတယ်။ဂိမ်းသေးကအယုတ်တွေဟာတကယ်တရှိတတ္တဝါတွေမဟုတ်တာကြောင့်သူတို့ကိုတတ်လို့ငရဲမကြနိုင်ပါဘူး။သို့တော်လည်းပဲဂိမ်းစောတဲ့သူတွေဟာဒေါသဖြစ်ပြီးဖရုတ်တဝါစာကြံတန်းသောအတုံးနှုံးတွေတုံးတာကြောင့်ဝစီအကုသို့ကံတော့ဖြစ်နိုင်ပါတယ်။ဥစဉ်ကတစ်တော့မှရှိကိုမရှိတဲ့တာတဲ့ ဥစဉ်တက်တော့မှမရှိသင့်ဘူးဆိုတဲ့အကြောင်းကိုဖယားဟောပိတကအထောက်ထားနဲ့ချပြပေးပါနော်ဖယားဟောပိတကအထောက်ထားနဲ့ချမပြနိုင်ပဲနဲ့ပါဇက်ထဲရှိတာတွေလာမပြောပါနဲ့ဘောင်းမဝင်လို့ပါနော်ပိတကတပုံပဲအာကုံဆောင်စီခြင်းပါတဲ့တကားတော်ကြီးပိတကကတုတ်တန်ဝီနီအဘိဓမ္မာဆိုပြီး၃ပုံရှိတာလေ ဘလို့ဖြစ်လို့တပုံတဲဖြစ်နေရတာလေဗျဟွଁတကတော်ကပိတကတ်တောင်မှဘဏပုံရှိမှန်းမသိပါလားဥသိန်းကိုတိုင်ကကိုပါတီလာမှမလိုက်နာနိုင်တာလေတဲ့ဥသိန်းသင်္ကန်းဝက်လာတာကြာပြီယဟန်တီလာကကိုပါတီလာရှိတယ်ဆိုတာကိုတခါမှမကြားဘူးနော်တကတော်ကြီးယဟန်တီလာကလေကိုပါတီလာမဟုတ်ဘူး ယဟန်ကတိခါဘုတ်228ပါးရှိတာเนาะအဲ့ဒီတော့တက္ကရောကိုဥစဉ်ပြောခြင်းတာကတက္ကရောအနေနဲ့ဥစဉ်ကို အလိုမရှိလို့တိုက်ခိုက်ခြင်းတယ်ဆိုရင်တိုက်ခိုက်နိုင်ဖို့အတွက်အကြောင်းအရာ အထောက်အထားကိုခိုင်လုံစွာရှာပါအဲ့ဒီလိုခိုင်လုံစွာရှာပြီးပြီဆိုတော့မှဥစဉ်ကိုလာပြီးတိုက်ခိုက်ပါအကြောင်းအရာအထောက်အထားခိုင်လုံစွာမရှာနိုင်ဘဲနဲ့ ်ဦးစင်းကိုလာပြီးတိုက်ခိုက်မယ်ဆိုရင် ကို့အထုတ်ကို ကိုဖီသလိုဖြစ်နေပါတယ်နော်ဦးစင်းကစေရနာနဲ့တကားတော်ကိုသတိပေးတာပါကို့ကိုမကောင်းကြံစီသူများသည်သူ့ဒဏ်သူပြန်ခံရပါစေလို့ဆုတောင်းရင်အပြည့်ဖြစ်လားဖေဟာတဲ့တတဝါတိုင်းဟာကာမနိယာမသဘောအရာပြုထားသည့်သိုးကံကောင်းကံအတိုင်းဖြစ်တည်နေကြတာဖြစ်ပါတယ်ချိုတဲ့အပင်ကိုစိုက်ရင်ချိုတဲ့အသီးကိုစားရတယ်လို့ ခါးတဲ့အပင်ကို စိုက်ရင်ခါးတဲ့အသီးကို စားရတကယ်တို့ကောင်းတာလုပ်ရင်လဲကောင်းတဲ့အကျိုးကိုခံစားရပြီး မကောင်းတာလုပ်ရင်လဲမကောင်းတဲ့အကျိုးကိုခံစားရမှာဖြစ်ပါတယ်အဲ့ဒီအတွက်မိမိကသွားပြီးသူ့ကိုဘာဖြစ်ပါစေညာဖြစ်ပါစေလို့စူတောင်းပေးနေเสียမလိုပါဘူးအဲ့ဒီလိုစူတောင်းပေးမယ်ဆိုရင်တစ်ဖက်လူကမိမိစူတောင်းပေးတဲ့အတိုင်းဖြစ်တာမဖြစ်တာအသာထားလို့လက်တလုံးမှာတော့သူ့ကိုမုံတဲ့ဒေါသဖြင့်မိမိမှာပူလောင်နေရပါပြီ ဒါကြောင့်တစ်ဖက်လူကမိမိကိုမကောင်းကြံလာပြီဆိုရင်သူ့ကိုဘာဖြစ်ပါစေညာဖြစ်ပါစေလို့စူတောင်းပေးခြင်းမလုပ်ဘဲသူ့အပေါ်မေတ္တာထားပြီးဥပိ္ပခာတရားနဲ့နေလိုက်ပါလို့ပြောခြင်းပါတယ်